ီနေ့လုပ်ပေးမဲ့ tutorial လေးကတော့ Persona Studio 1အသံဖမ်း software မှာကျွန်တော်တို့ထည့်သွင်း install လုပ်ထားတယ်ကျွန်တော်ပလိုက်ရင်နေ instrument VST တွေဒါတွေမပေါ်လာရင် ပြန်ပေါ်ရနေလေးဖြစ်ပါတယ်ရင်တော့တော့ပုံမှန်ဆိုရင်ကျွန်တော်တို့ Cubase Nuendo F အတူတူပါပဲပုံစံကသူက location ကိုကျွန်တော်ရွေးပေးရပါတယ်ဒီနေရာမှာပေါ့နော်ကျွန်တော် plan နေမပေါ်လာတဲ့ plan နေရှိတဲ့နေရာကိုဒီကနေ edit ကိုနှိပ်ပြီးတော့ကို plan ရှိတဲ့နေရာကိုရွေးပေးရတယ်ပေါ့ အဲအခုနောက်ပိုင်းဟာအဲအဲ့လိုနဲ့မရတော့ဘူးအခုကျွန်တော်စမ်းကြည့်တာဒီမှာကျွန်တော်ထည့်ထားတဲ့ EZ drone တို့ EZ base တို့နောက် contact တို့ဒါတွေမပေါ်လာဘူးပေါ့အဲ့တော့ဒီကောင်းတွေမပေါ်လာဘူးဆိုရင်ကျွန်တော်ဒီမှာ home ဆိုတာလေးရှိတယ်ညာဘက်မှာအဲ home လေးကိုနှိပ်လိုက်ပါအောက်မှာ plan manager ဆိုတာရှိတယ်အဲ plan manager ကိုနှိပ်လိုက်မယ်ဒါဆိုဒီထဲမှာသူအဆက်ကလေးတွေပေါ်နေတဲ့ဟာအကုန်လုံးကပေါ်တယ်ဒီအဆက်ကလေးတွေမပေါ်တဲ့ဟာမှမှိန်နေတယ် ် easy base မှိန်နေတယ် easy drama မှိန်နေတယ်အောက်မှာဆိုရင် content မှိန်နေတယ်အဲ့လိုမှိန်နေတဲ့ကောင်တွေကိုကျွန်တော်လိုက်လင်းပေးရမယ်ဒီမှာ sample pattern 3အောက်မှာတော့တစ်ခုပေါ်နှစ်ခုဖြုတ်သွားတာပေါ့ဒါ VSD 3ဒါ VSD 2ဒါဆိုအကုန်လင်းသွားပြီဒါဆိုဒီဘက်က update brand list ကိုလည်းနှိပ်လိုက်သူ scan ပြန်ဖတ်လိုက်လိမ့်မယ် ဒါဆိုရင်ကျွန်တော်ပိတ်လိုက်တော့မယ်ဒီကောင်ကိုဒီဘက်က instrument တွေကိုပြန်ဝင်ကြည့်မယ်ဒီမှာ ez bass လေးရောက်သွားပြီ ez drum မှာလည်းရောက်သွားပြီ quintet အလေးရောက်သွားပြီဒါတွေတကယ်လုံးလုံးလားမလုံးလားသိအောင်ကျွန်တော် ez drum မောင်းနှိပ်လိုက်မယ်ဒီဘက်ကိုခေါ်ထည့်လိုက်မယ်အဲ့တော့ ez drum မှာ ez drum မှာ3တက်လာပြီနောက်တစ်ခု ez bass ဒါဆိုအီဇက်ဘေးစ်လညတက်လာပြီနောက်တစ်ခု o n ဒီဒီစ2ဆိုတာလေးကိုကျွန်တော်တစ်ချက သူ loading လုပ်နေရလေးတစ်ချက်ဆောင်မယ်ကွန်တက်ကတော့ loading နေနေကြာတယ်အဲ့မှာပေါ်လာပြီဒါဆိုရင်ခုနပြောင်းနေတယ် plan နေအကုန်ပြန်ပေါ်လာပြီ VST instrument နေ အကုန်လုံးလည်းအလွတ်လုသွားပြီဒါကတော့မတိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်နောက်တစ်ခုကအရင်တော့ကျွန်တော်တို့အင်တာနက်ဖွင့်လာတဲ့ချိန်မှာစတူဒီယိုအောင်ဖွင့်ရင်ပြုတ်သွားတာတွေကြုံမှုကြပါလိမ့်မယ်အခုဒီနောက်ဆုံးဗာရှင်းမှာတော့စတူဒီယို17.20လားမသိဘူး20တင်လဲခွန်ခွန်20ဒီဗာရှင်းမှာတော့မပြုတ်တော့ဘူးเนาะကျွန်တော်ခုအင်တာနက်ဖွင့်လာတယ်ဒါပေမဲ့ AC ပဲ ဖွင့်ပြီးသုံးလို့ရတယ်မတိသေးတဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်